ညနေခင်းသို့ရောက်တဲ့အခါလင်းထွက်သည့်လင်းစေးဘူးကိုယူကာရွာသူကြီးအိမ်သို့ရောက်လာခဲ့တယ်။အိမ်ထဲတွင်ရွာသူကြီးရဲ့တန်းရအားစစ်စင်းနေသောဆရာဝမတဦးကိုတွေ့လိုက်ရတယ်။ဆရာဝမက"သူမအမိကနှင်းပွင့်ဖြူဖြစ်ကြောင်း၊သူမကရန်ကုန်ကနေထိုးရွာတွင် တာဝန်ကျနေကြောင်းမိတ်ဆက်လေတယ်။ထို့နောက်နှင်းပွင့်ဖြူကလူနာရဲ့ခြေတော်ကိုပတ်တီးစီးပေးလိုက်တယ်။သူမက"တန်းရကတော်တော်နတ်တယ်" အရင်လိုလမ်းပြန်လျှောက်နိုင်ဖို့အနည်းဆုံး3လလောက်အနားယူရမည်ဟုရွာသူကြီးအားပြောလာလေတယ်။လင်ထက်ကစေဘခုချောစုလက်ထက်ထည့်ပေးလိုက်တဲ့အခါချောစုကကျေးဇူးတင်ပါတယ်ဟုပြောလာလေတယ်။ညာတို့ရောက်တဲ့အခါလင်ထက်မှာအိတ်မပြောင်းနိုင်ဖြစ်နေတယ်။အကြောင်းမှရွာသူကြီးရဲ့ခြေထောက်တန်ရအကြောင်းကိုတွေးမိနေတော့ကြောင်ဖြစ်တယ်။လင်ထက်ဒီအိတ်ရမှာထွားကအစစ်နှစ်ကုတာချင်းအင်းအင်းကိုဆွဲရန်ဆုံးဖြတ်လိုက်တော့တယ်။တညာလုံးလင်ထက်ဒီကုတာချင်းအင်းအင်းအကျဉ်းပေါင်းများစွာရေးဆွဲခဲ့တော့လေဆက်တိုက်ကြရှုံးခဲ့တယ်။ မိုးလင်းကော်နေအချိန်တွေလင်းထက်သည့်အစိမ်းရောင်တောက်ပါနေသောအစစ်နှစ်ကုတာချင်းအင်းကိုကြီးကပြုံးလိုက်ပြီးနောက်ဆုံးတော့ငါလုနိုင်ခဲ့ပြီဟုဖြော်ဆိုလိုက်တယ်